နေရဒါဦးစင်းစစ်7ခွဲလောက်လူ7ခွဲလောက်မှာဖြစ်ပုံကြရတယ်နော်7ခွဲလောက်မှာဖြစ်တယ်မိုင်းတိုင်း120နဲ့မှာ6မိုင်းနဲ့မှာ4ဖာလောက်လောက်မှာဖြစ်တယ်ဦးစင်းတို့ရဲမင်းကလည်းလည်းလည်းနေချင်မှာဒီကားသေးရဲမင်းရဲ့ကားသေးတွေကိုပြစ်တယ်ဆိုတော့နည်းနည်းတော့ဦးစင်းကထူးဆန်းနေတယ်ဒီချိန်မှာဖရဲသီးမှန်းရှိနေမလားဖရဲသီးမှန်းရှိနေမလားဒီချိန်ကြီးမှာဒီလိုဒီလိုနေရလာပြစ်တယ်ဆိုတော့ ဒါနှထိုးကြီးလမ်းခွဲလို့ပဲပြောရမှထင်တယ်ဒီနေရာเนาะအဲ့တော့နေပြီးမှအဲဥစဉ်ခဏခဏပြောတယ်ဖဲသီးတွေကိုဥစဉ်ကနည်းနည်းလေးကြောက်တယ်လို့ဖဲသီးတွေကရုံမာတဲ့နေရာမှာရောပါရောသာတော့ဒါဥစဉ်ပြောတော့ပါဘူးเนาะမစစ်ဆွဲချင်ပါဘူးเนาะအဲ့တော့ဒီရဲလက်ကင်းလက်လေဒီကားတော့လာတဲ့ချိန်မှာတကားလေးကိုပြည့်ပြည့်တယ်ဆိုတော့နည်းနည်းတော့ထူးဆန်းတော့ဝယ်အဲ့ဆစ်စေးရမှာတော့ခင်ဗျားတို့ရဲ့အလုပ်ပေါ့ အဲ့တော့ဦးဇင်းတို့ကအမြန်လန်းကိုအာချိုးရတော့ရေးကြပါတယ်ဒီစမှာဟာအမြန်လန်းကိုတက်လာတယ်တဲ့အမြန်လန်းကိုနောက်ကနေရှင်းလင်းတယ်နောက်ကနေရှင်းတော့ပြည်သားမကိုမှုန့်နေတာပဲရေးကြရေးတာမပြည်သားသာထားအမြန်လန်းမောတက်လာတယ်အမြန်လန်းမောစကင်းစကဲနဲ့ဒီလိုလေကိုပြစ်တယ်အဲ့ဒီကလေးကိုအမြန်လန်းမောတက်လာပြီဆိုကြတဲ့ကကိုဒီပြည်သားကိုဓာထင်တယ်ကွာလို့ပြောသွားတယ်အတူတူပဲ